တပေါ်လေးလည်းကောင်းပြီးရုပ်ကလေးကလည်းချော်ပြီးအန်တာတိန်မန့်ပေးမယ်ဖိုးဝါလေးလာပါပြီအားလုံးပဲမင်္ဂလာပါဖိုးဝါ reaction channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားမှာကတော့နိုင်ငံခြားက email တစ်စောင်တိတ်ဆနဲ့ပတ်သက်ပြီးတော့ကချန်ချန်ကသူ့ကိုမဟုတ်တာတွေပြောတဲ့မဟုတ်တန်းတရားတွေဒါရေးပြီးတော့ဒါလျှောက်ပြီးပြောတဲ့မီဒီယာတွေ online ပေါ်ကနေသူ့ရဲ့မကောင်းကြောင်းတွေကိုတမင်လီဆယ်ပြီးတော့ပြောတဲ့เนาะ channel တွေ media တွေအကုန်လုံးကိုဒါ तू ကတရားစွဲဆိုသွားမှာဖြစ်ကြောင်းဒါပြောကြားလာခဲ့ပါတယ်ဟုတ်ကဲ့ပါချမ်းချမ်းရဲ့ Facebook စာမျက်နှာပေါ်မှာတင်လာတဲ့ post clip တခုကိုဒါကျွန်တော်ဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်သူမရဲ့ official Facebook account ပဲဖြစ်ပါတယ်เนาะကျွန်မရဲ့အကြောင်းကိုဒါသေချာမသိဘဲနဲ့ line ပေါ်မှာတင်ကြားတင်ပြီးတော့အားချောင်းပြောချင်ရာပြောတဲ့လူများကိုတဲ့အခုဒီအမှုကတဲ့တအားကြီးတယ်ဆိုတော့ကိုဒါမသိကြလို့နေမယ်တဲ့မကြမီတရားရုံးကိုဆင့်ခေါ်ပြီးတော့ veteran တွေ survivor တွေကိုဒါတရားရုံးကစင့်ခေါ်တဲ့အခါမှာကျမကအသက်ရေးပြတ်မှုနဲ့တရားစွဲမှာပါတဲ့နော်ကျမဘယ်မီဒီယာဘယ်သူဘဝဆိုတာကိုတက်သေးတယ် proof တွေနော် evidence တွေ proof တွေယူထားပြီးပါပြီတဲ့သတင်းအတိအကျအချက်အလက်အဓိကတက်သေးတွေလည်းမရပဲတဲ့ကိုယ်သတင်းဖြည့်ရေး like and follow ရဖို့အသုံးချနေတဲ့မီဒီယာနဲ့လူပုဂ္ဂိုလ်များကိုတရားရုံးကသေသေချာချာမှတ်သားခိုင်းထားပါတယ်တဲ့ လူတယောက်ရဲ့အကြောင်းကိုမသိဘဲနဲ့အာချောင်သမျှလူတွေအကုန်လုံးငားတဲ့ရောကြီးတန်းကြီးပေးဆောင်ဖို့သာစောင့်နေကြပြီတော့ကွယ်တဲ့နော်ပါဇက်စည်းမဆောင်တာယောက်ျားတွေအများစုနော်တဲ့တချို့လဲမနာလိုစိတ်ကြီးစွာနဲ့တဲ့ကျမကိုစောင်းမြောင်းရေးသားသိက္ခာချတဲ့သူတွေကိုဒီအမှုကနောင် process ဆိုတာကိုဒါမသိသူများကိုသတိပေးလိုက်ပါတယ်တဲ့နော်ကျမကခလေး၃ယောက်မိခင်တဲ့ဘာမှအပြစ်မလုပ်ဖဲနဲ့ပြောချင်ရာပြောသူများတဲ့မကြခင်တရားရုံးကဆင့်ခေါ်တာတဲ့အခါမှာ အချက်အလက်တွေကိုစုဆောင်းထားပြီးတော့တရားစွဲဆိုတော့မှာပါတဲ့နော်ကိုဆိုင်တဲ့အတိုင်းရိတ်ရမယ်ဆိုတော့ဖရားရဲ့ကျမ်းစာပိုင်းအတိုင်းပေါ့တဲ့နော်ဒါသူ့ရဲ့လူဖေဖို့လူမှုစာမျက်နှာမှာတင်လာခဲ့တာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါနိုင်ငံခြားကနေပြီးတော့ဒါဝင်လာတဲ့ email ကိစ္စနဲ့ပတ်သက်ပြီးတော့ကဒါချမ်းချမ်းကဒါဘလို့ဖြည့်ရှင်းလာခဲ့သလဲဆိုတော့ဗီဒီယိုလေးကိုဒါကျွန်တော်ဆက်လက်ပြီးတော့ဖွင့်ပြပေးသွားမှာပဲဖြစ်ပါတယ်အားလုံးပဲကျွန်တော်နဲ့အတူတူကြည့်ရှုလိုက်ကြရအောင်လားဗျာ တရင်တစ်ခုမှာပေါ့နော်သူတို့ပါလာတယ်ပေါ့အမနာမည်နဲ့ email ဆိုရအဲ့ဒါမျိုးပဲအမတိလိုက်တာအဲ့လိုပေါ့လာပြောချတာပေါ့ဟိုအဲ့ဒါတကယ်လားအမအဲ့လိုစရင်နဲ့ပါတယ်ဆိုတာမျိုးဘယ်လိုပတ်သက်မှုရှိလဲဆိုအမရဲ့တွေ့ကြုံဖြည့်ပြီးဖို့အမမဝင်လေးဘူးဘာဖြစ်လို့လဲဆိုဒါအမမှာဖုံးကွယ်စရာလည်းမရှိဘူးလေကိုကမကောင်းတာလုပ်ခဲ့တာလည်းမဟုတ်တဲ့အတွက်ကြောင့်သူတို့ရဲ့ပတ်သက်ဆက်နွယ်မှုကိုပြောပါဆိုရင်တော့အမတိရဲ့အတိုင်းမှဖြည့်ပေးရုံပါပဲအမမရရဆိုလို့ရှိရင်တော့အမရဲ့အဖေကသူကအဲ့လိုအင်္ဂလိပ်ဆရာဆရာပေါ့နော်သူကနိုင်ငံသားအကြောင်းသားတွေကိုစာသင်တာပေါ့နော်အဲ့တော့သူတို့ရဲ့အဲ့ဒီဟို ူတို့ကလေးတွေပဲပြောရမှာပေါ့သူတို့အိမ်မှာရှိနေဆိုအမလည်းသူတို့ရဲ့ဟိုဆက်ဆက်မှုတော့တေချာတော့မသိဘူးတောင်ပရက်ကျူရှင်တင်ရတဲ့အခါကျတော့အမလိုက်သွားအဲ့ချိန်မှာအမ modeling ရဲ့လုပ်နေတဲ့အခါကျတော့ကိုဒါ opportunity တခုပေါ့နော်သူကလာကန်းလန်းတာအဖေစသွားတင်လိုက်လာတော့သူကတွေ့တော့မင်းကိုလည်းစိတ်ဝင်စားတယ်မင်းပုံစံကဒီပြင်သစ်က agency တော်တော်များများမင်းပုံစံကိုကြိုက်တယ်ပေါ့နော်ဟိုနိုင်ငံခြားက agency ဆိုလို့ရှိရင်မင်းပုံစံအောင်ဆိုအလူရက်ခေါ်มาတဲ့အဲ့တော့ကျငါမင်းကိုပေါ့နော်ဘဝချိန်ပေးမယ်ပေါ့အဲ့တော့အမကလည်း modeling လုပ်နေတာ model လုပ်နေတာ agency ပေါင်းများစွာနဲ့ပြီးတော့ freelance ဖြစ်တဲ့အတွက်ကြောင့် तू ကအမအောင်မေးဘူးတဲ့မေးစာကျုပ်တပတ်ချက်ထားတာရှိလားတဲ့စိတ်ဝင်စားလားဆိုတော့အော်ကိုလည်းအဲ့ချိန်မှာကွာဟို LL magazine တို့အဲ့လိုမျိုးပေါ့နော်ဟို clearance တို့ဘာလို့ကအများကြီးရှိရလीအဲ့လိုမျိုးတွေ तू ကအပ်ပေးမယ်ဆိုတဲ့အခါကျတော့ကိုကလည်းအဲ့ချိန်မှာ model career က modeling နဲ့အဆူကိုရွေးချယ်ထားတာဆိုတော့ကိုယ့်ရဲ့ ခရီးယာပွင့်ချင်တယ်ပေါ့နော်သွားချင်တယ်ပေါ့သွားချင်တယ်ဆိုတော့ဟုတ်ကဲ့လုပ်မယ်ပေါ့နော်ရိုက်မယ်ဆိုပြီးတော့အမအကို तू ကငါနင့်ကိုပေါ့နော်ငါရဲ့အဝိစာလဲခန်းနဲ့ခေါ်သွားမယ်ဆိုပြီးတော့မှအဲ့အမျိုးသမီးအမကိုခေါ်သွားပြီးတော့အဲ့လိုဆွဲချိုးတွေပေါ့ရှူတင်အတွက်ရိုက်တော့မယ်ဟာတွေ तू ပြတယ်ဖိုတိုအတွက်ကိုပေါ့နော်မိတ်ကက်စီယာတွေနဲ့အမတို့ရွှေရွှေတကုံတို့ပြီးတော့အဲ့အဲ့ဒီဟိုဗာလဲကဘာအေးဖျားလန်းလေအအမတို့ဟိုဟာရှူတင်တွေတဲကြတယ်ပြီးတော့အဲ့မှာနောက်တစ်ရက်လာအဲ့ညက်နေလာတော့မဟုတ်လေတိတ်မမှတ်မိတော့ဘူးလေနှစ်တရာကြာတော့လေ အဲ့သူကစတူဒီယိုတစ်ခုတော့ငှားလိုက်တယ်ဒီတစ်ခါကဘာရရမှာလဲဆိုသူကအင်ဂျီမပါဘူးတဲ့အဲ့လိုအင်ဂျီမပါဘဲနဲ့ရရမယ်ဆိုအမကစဉ်းစားပါတော့အင်ဂျီမပါတော့ဟိုဟို ဘာအတွက်ပေါ့နော်ဟို model agency မှာအဲ့လို agency မှာပါတာကြီးခြိုက်လားပေါ့နော်သူ့မီးတော့သူကဟုတ်တယ်တဲ့ဟိုဒီနိုင်ငံရဲ့ culture နဲ့ဟိုဘက်နိုင်ငံ culture နဲ့ကမတူဘူးပေါ့ပြီးတော့သူတို့ကကြတော့အဲ့လိုမျိုးအနာစာရှိသလားအသားရည်မှာပြီးရခါကြတော့ဟိုဟိုရင် site ဘလောက်ရှိလဲပေါ့နော်တကယ်တင်အတုတွေထည့်ထားလားရင်အတုတွေထည့်ထားလားပေါ့နော်အဲ့လိုစစ်တယ်တဲ့ဆိုအမလည်းအဲ့တုန်းကနားမလဲဘူးကွာတိလားသူတို့စီမင်းနေအမနားမလဲဘူး နားမလည်တဲ့အခါကျတော့အော်အဲ့ဆိုလို့ရှိရင်ကျမကတော့ဟိုဒီမြန်မာပြည်မှာကျတော့အဲ့လိုမျိုးတွေရှိုက်တာကျတော့အဆင်မပြေဘူးလို့မိဘတွေကိုအသိပေးရမယ်လို့ပြောလိုက်တဲ့အခါကျတော့ तू က body part စီကိုမပြဘဲနဲ့မှရိုက်မယ်လေးဆိုပြီးတော့မှအဲ့လိုမျိုး तू ကပြောတဲ့အခါကျတော့အမားတို့လက်ခံခဲ့တယ်ပေါ့နော်ပြောငါတို့ဓာတ်တွေအတွက်ကို passport တွေဘာတွေလဲလောက်ရမယ်ပေါ့ပြီးတော့နေ့ရက်မိဘခွင့်ပြုချက်လည်းငါတို့တောင်းရမယ်ပေါ့နော်ကျမတယောက်တည်းသွားရမှာလားလို့ဟို မိဘတွေဘာမပါဘူးလားညီကောင်မှမခေါ်လို့မရဘူးလားဆိုမရဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့ပေါ့နော်ဟိုအေဂျင်စီရောက်လို့ရှိရင်ညစ်လို့ပဲစူးစမ်းနေရဲ main ကလေးတွေရှိရဲပေါ့အပြိုင်ဆိုင်ပေါ့နော်ပြီးတော့ကိုယ့်ဘာသာကိုယ်ပဲအဒီဟိုအလောက်ကိုလောက်ပြီးတော့မှရားလည်းပတ်စံလည်းမိဘကိုပြန်ထောက်ပံ့ချတာတဲ့ဟိုမလွယ်ဘူးပေါ့နော်နိုင်ငံတိုင်းတစ်ပါးမှာအလောက်လောက်ရတာတဲ့အဲ့လိုပြောတော့ ညီမလည်းပထမအဖေတို့အမေတို့ကိုပြောပြတဲ့ခါကျအဖေတို့အမေတို့ကလည်းစိတ်ပူတာပေါ့နော်ညီမအမအငယ်ဆုံးကိုသားသမီးတည်းမှာအငယ်ဆုံးဆိုတော့တမီးရဲ့မသွားနဲ့ပေါ့နော်ညီမနိုင်ငံမှာလည်းကိုယ့်ကရီးယားလေးရှိနေပြီးပြီးရတဲ့ခါကျနိုင်ငံသားဆိုတော့လည်းအမေတို့မြင်ရတာမဟုတ်ဘူးပေါ့ပြီးတော့ဟိုဟိုဟိုမာကတိမလား modeling ဆိုပေမဲ့လည်းဟိုဘယ်လိုပြောမလဲစေးသုံးဘာသုံးညာသုံးနဲ့ပြက်စီသွားနိုင်တယ်ပေါ့နော်လူတကာဆွဲပြီးတော့ပြက်စီသွားနိုင်တယ်တဲ့အမေတွေကတော့မသွားစီချင်ဘူးတဲ့အဖေကလည်းပြောတယ်ပေါ့နော်အဖေလည်းဒီမှာစာတင်ပတ်စံရှာတယ်တမီးလည်းဒီမှာ modeling လုပ်ရင်းအဆူလ ုံရင်းထဲမှာပတ်စံချနေနိုင်တာပဲပေါ့နော်အဲ့လည်းအမတို့မတော်တော့ဘူးဆိုပြီးတော့မှအဲ့လိုမျိုးပေါ့ဟိုစိတ်ဆုံးဖြတ်လိုက်တာပေါ့နော် melody ဝါဆင်းပြီးတော့တိတ်မကြောက်ဘူးနှစ်နှစ်သုံးနှစ်ဆိုအဲ့ပေါ့2017အဲ့ဝင်ကျင်လာဖြစ်မယ်17 17ဝင်ကျင်လာဖြစ်မယ်သိလားဆိုတော့အမလည်းခုနှစ်တော့တေချာတော့မမှတ်မိဘူးဒါပေမဲ့အဲ့လိုမျိုးသူတို့လည်းရိုက်ခဲ့တာတော့အမမှတ်မိရဲ့ အဲ့နောက်ပိုင်းတော့အမသူတို့နဲ့အဆက်အသွယ်ပြတ်သွားတယ်သူတို့လည်းအဲ့ရလေထွက်သွားတယ်လို့ထင်တယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့အမကတော့ကန်ကောင်းသွားတယ်လို့ပြောရမှာပေါ့နော်သတင်းတွေဖတ်လိုက်တဲ့အချိန်မှာတော်တော်များများအမျိုးသမီးတွေဆက်ချီပြီးတော့မှဒီလိုမျိုးဟို human trafficking နိုင်ငံတကာကနေလောက်ခံရတယ်ပြီးတော့အဲ့လိုမျိုး sex ဟို prostitute အနေနဲ့ရောင်းခံရောင်းစားခံရတာမျိုးတွေပြီးတော့အတုံးတော့ခံရတာတွေပေါ့နော်လူကြီးပိုင်းနေနဲ့အဲ့လိုမျိုးတွေထွက်လာတဲ့အခါမျိုးကျတော့အော်ငါတော်တော်ကန်ကောင်းပါလားပေါ့ဘာဖြစ်လို့ဆိုအမစိတ်ထဲမှာလေအမတို့ကဟိုဘယ်လိုပြောမလဲ အဲ့ဒီအချိန်မှာအမအမမိဘအမလှုပ်ကျွေးနေရပါတော့နော်အမမိဘကိုအဲ့လိုတချင်းဆိုပြီးရှာကျွေးတယ်အမ modeling လုပ်ပြီးတော့မ model ရတဲ့အကြီးလေးလည်းရှာကျွေးတယ်အဲ့လိုမျိုးအမတချင်းဆိုပြိုင်ပွဲနဲ့ဆုရပြီးတော့မှအမအခွေလေးပါးထွက်တယ်ပေါ့အဲ့လိုမျိုးအမကိုယ့်ရဲ့အလုပ်ပေါ်မှာတမအာစီဘွားရှာပြီးတော့မိဘကိုကျွေးခဲ့တဲ့ကံကြောင့်လားတော့မသိဘူးအမတို့စိတ်ကရှင်းတဲ့အခါကျတော့လीဟိုဒီလိုမျိုး အန်တီကလေလွတ်လာတယ်ပဲပြောရမှာပါဘာဖြစ်လဲဆိုအမဘာလို့လဲအမမိသားစုအမအတိပေးတဲ့တိုင်မင်းနေပေါ့နော်ကိုတရားတွေဆုံးဖြတ်တာမျိုးမရှိခဲ့တဲ့အခါကျတော့မိဘတွေကလည်းသူတို့ရဲ့မြစ်တာအမအဆောက်ရှောက်တယ်လို့ပဲအမတို့မြင်နေပါဘာဖြစ်လဲဆိုအမမိဘကိုလှုပ်ကြွေးခဲ့တယ်မိဘစကားပဲနားထောင်ခဲ့တဲ့အခါကျတော့လေမိဘကမသွားလဲဆိုအမမသွားဘူးပေါ့နော်ပြီးတော့အဲ့လိုမျိုးပွဲဆိုလဲအမမိဘတွေတောက်လျှောက်လိုက်တာ ਊ ဆိုတော့ဟိုအဲ့လိုမျိုးကန်ချောင်းတွေအမလွတ်ခဲ့တာလို့တော့အမထင်ပါတယ်ဟုတ်ကဲ့ပါအဆိုတော် model ချမ်းချမ်းဟာဆိုရင်နိုင်ငံခြားကနေပြီးတော့ဝင်လာခဲ့တဲ့ email ကိစ္စနဲ့ပတ်သက်ပြီးတော့အခုလိုပဲဒါဖြည့်ရှင်းလာခဲ့ပါတယ်ပြီးတော့က နောက်တစ်ခုအနေနဲ့ကဒါသူမရဲ့အကြောင်းကိုတည်တည်ဆဲဆဲမသိဘဲနဲ့လှုပ်ကြံပြောဆိုတာတွေမဟုတ်မမှန်သတင်းတွေကိုပြောဆိုတဲ့ဒါမီဒီယာတွေလူပုဂ္ဂိုလ်တွေအကုန်လုံးကိုတရားစွဲဆိုသွားမယ်ဆိုပြီးတော့ပြောကြားလာခဲ့တာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါအခုလိုပြောကြားလာခဲ့တဲ့အဆိုတော်ချမ်းချမ်းကိုဒါဘလို့များမြင်ကြသလဲဆိုတော့ကို comment မှာဝေရောက်ဆွေးနွေးနိုင်ပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။အားလုံးနှုတ်ဆက်ပါတယ်။အားလုံးမတရားချမ်းမီတော့နေ့လေးတစ်နေ့ပိုင်းဆိုင်ကြပါစေခင်ဗျာ။